ခုတင်ဆက်ပေးမယ့်သတင်းကတော့လီလာကြာမှကုမြတဲ့သွင်းခဲ့ပြီးရဲ့နောက်မှာကိုပြားစရိုက်ပြန်သွင်းလာအောင်မယ်လို့ White Line ကြုံလာလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မန်ယူတိုက်စစ်မှုအားလန်ဟာလေးလကြာဂိုးပေါက်ပြောင်းနေတာကိုအဆောက်အအုံနိုင်ခဲ့ပြီးရဲ့နောက်မှာဂိုးရထွင်နိုင်မယ်လို့ကြေငြာလိုက်တယ်လို့သိရပါတယ်။ဝိုက်လန်အားဘုံပေါင်းနဲ့တကူးစစ်တီးကြတဲ့ပွဲမှာမန်ယူသိရခဲ့တဲ့ရှစ်ပါကိုကိုနိုင်တဲ့အချိန်ပုံမှာတွေ့ရင်ခဲ့တာပဲဖြစ်ပါတယ်။ ဝိုင်းလန်ဟာ22ပွဲဆက်ကိုးပါးပြောင်းဆုံးနေခဲ့တာဖြစ်ပြီးကိုးပါးပြောင်းဆုံးခဲ့တဲ့အချိန်က32နာရီ4မိနစ်ကျခဲ့ပါတယ်။ဝိုင်းလန်ဟာ2020-2025ပရီးမီးယားလိပ်ပြိုင်ပွဲရဲ့ကိုးပါးကန်သွင်းမှုအများဆုံးကစားသမားတွေစီးရင်မှာအဆင့်123နေရာတိရောက်ရှိနေပြီးကိုးပါးကန်သွင်းမှု25ကျင်းသာပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ဒါပြင်ဝိုင်းလန်ဟာလက်ရှိဘောလုံးရည်တီမှာမန်ယူအတွက်ပရီးမီးယားလိဂ်တွင်ကိုလေးကိုပဲတွေ့ရုံနိုင်တည်တဲ့သူလည်းဖြစ်ပါတယ်။ ဝိုင်းလန်ကအစိုးဆုံးရှင်နေတရက်ကိုကြဖန်နိုင်ခဲ့တာကြောင့်အတင်းအတွက်ကိုရီပို့သွင်းနိုင်တော့မယ်လို့ပွဲပြီးမှကြုံရခဲ့လို့လည်းသိရပါဗျ။ဒီသတင်းကိုတော့ငင်းကြောင်ပါပြပူလာပါ။